ပြောရင်းမွေးမြူနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်သွင်းကြီးဦးမင်းတော်ဟာမလ9ရက်နေ့မနက်ပိုင်းကမေဂျီရှန်မှုတွေကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့တာစီမျိုးနယ်မှာရှိတဲ့စမုံရည်ရဲတမန်ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေတို့ရောက်ရှိပြီးတဲတို့ရည်တွေကပင်မရေပိုလွှဲနဲ့ရည်တွေကတက်ရေပိုလွှဲများပြုပြင်ဆောင်ရွက်နေမှုများကိုကြည့်ရှုဆက်ဆဲပြီးပြည်ထောင်သွင်းကြီးကတမန်ကျန်းကံမှုကောင်းမှုစရည်အလေးထားဆောင်ရွက်ကြရတဲ့မြေပိုခြင်းလုပ်ငန်းဆောင်ရွက်ကြမှာတမန်ဖို့မြေတတ်မှတ်ချက်ပြည့်မီတဲ့မြေမျိုးစားဖြင့်စနစ်တကျဖို့ကျိတ် ဆောင်ရွက်ရန်တာဝန်ရှိသူများအားဆွေးနွေးမှကြားပါတယ်။ အဲဒီကမှတဆင်ပြည်တော်သူမြင့်ကြီးဟာဝန်ရင်းမြို့နယ်မှာရှိတဲ့စမုံရေငုပ်ပြုံအသင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများစမုံကျောင်းရေလွှဲမြောင်းဖောက်လုပ်ခြင်းနဲ့စမုံရေတုပ်ပြုံအောက်ပိုင်းမှာရှိတဲ့ရေတောက်ဧရိယာဧက2000ကျော်ကန်အားအခုနေ့နေသည်နယ်စိုက်ပျိုးရာသီမှာရေပေးဝေရန်အတွက်ယာယီရေပေးမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအားကြီးစုစစ်ဆေးပါတယ်။ နေ့တင်ပြခဲ့တဲ့ပုံမှာလိုအပ်တာတွေကိုညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။